ုံးမှာဗာမေးထားလဲဆိုရင်အရေးပြားကတဲ့ထိတွေ့ခံစားမှုကိုနှိုင်းရှင်တာအရေးပြားနဲ့ထိတွေ့ပြီးတော့ဘာတွေကိုနှိုင်းရှင်ရှင်မလဲအရာဝတ္ထုတွေပေါ့တောက်တမျိုးအရေးပြားထိတွေ့နိုင်တယ်လीเนาะဘလို့ထိတွေ့နိုင်လဲဆိုရင်ဟော ရေခဲတုံးကိုကန်လိုက်မယ်ပူလားအေးလားအေးတာဗောเนาะဒါကိုဘယ်လိုကတည်တယ်အေးပြတည်တယ်ဟုတ်ပြီကြောက်ခဲတုံးကိုကန်လိုက်မယ်ချောလားကျန်းလားဒါကလည်းဘယ်လိုကပဲတည်တာအေးပြတာပဲတည်တာเนาะအဲ့တော့အခုလုပ်ငန်းသုံးပါဆိုရင်မိကွန်းလေးမိထားတယ်ပြီးရင်ဇရာကွက်ထဲမှာပုံလေးတွေပါတယ်ပုံနှစ်ပုံပါတယ်ဇရာကွက်ထဲမှာပုံလေးတွေနှိုင်းရှင်ကြည့်ရမှာ ပထမအဦးဆုံးပုံလေးတွေကိုအရင်ဆုံးလေ့လာမယ်เนาะအဲ့တော့ပုံလေးရာဘာပုံပေးထားလဲဆိုရင်ပထမဆုံးပုံမှာရေခွက်ရေနဲ့ရေနွေးเนาะဖန်ခွက်နှစ်ခုပေးထားတယ်ဖန်ခွက်နှစ်ခုမှာတစ်ခွက်ကရေထည့်ထားပြီးတော့တစ်ခွက်ကတော့ရေနွေးထည့်ထားတယ်ကဲတောင်းသမီးတို့ရေရေထည့်ထားတဲ့ခွက်နဲ့ရေနွေးထည့်ထားတဲ့ခွက်ကိုတီချယ်တို့ကနှိုင်းရှင်တော့အရေးပြားနဲ့ဘလို့နှိုင်းရှင်မလဲ ကဲရေးထည့်ထားတဲ့ခွက်လေးကိုလလီနဲ့တွေ့ကြည့်မယ်အည်ပြားလေးလလီနဲ့တွေ့ကြည့်မယ်ကဲပူလားအေးလားအဲ့တော့ရေခဲရေဆိုရင်တော့ပိုတိတာတာပေါ့နော်အေးတယ်ဟုတ်ပြီရေနွေးခွက်တဲ့ကိုတချို့လက်ထက်ကြည့်ပူလားအေးလားပူတာပေါ့ရေနွေးဆိုမှနော်အဲ့တော့ရေခွက်ထဲတဲ့ကိုလက်ထက်ကြည့်အေးတယ်ရေနွေးခွက်တဲ့ကိုလက်ထက်ကြည့်တော့ဘာဖြစ်လဲပူတယ်ဆိုတာကိုသိရဒါက ဘဘူဝသိရလဲအည်ပြားကနော်အည်ပြားကထိတွေ့နိုင်တဲ့အတွက်အည်ပြားကသိရပါကဲနောက်ထပ်ပုံဆက်ပြီးတော့လေ့လာကြည့်ရအောင်နောက်ထပ်ပုံလေးကဘာလေးပြထားလဲဆိုတော့တစ်ဖက်မှာတကြားလုံးပုံနောက်တစ်ဖက်မှာဂျယ်ရီပုံကဲအဲ့ပုံလေးကြတော့ဘာဖြစ်မထင်တကြားလုံးလေးဆိုလို့ရှိရင်ဘလူးနေမကင်ကြည့်ရခါဂျယ်ရီဆိုရောတောက်သူလို့စားဘူးတယ်မလားဂျယ်ရီဂျယ်ရီတကြားလုံးရောစားဘူးလား စားဘူးတာပေါ့နော်အဲ့ဆိုရင်အကြာလုံးနဲ့ဂျယ်ရီမှာကင်ကြည့်တဲ့အခါမှာဘလို့နှိုင်းရှင်မှုကြီးရှိဟုတ်တာပေါ့တကြားလုံးလေးကိုတချေတို့ကကင်လိုက်တဲ့အခါမှာတကြားလုံးလေးကမာနေမယ်နော်နောက်ပြီးတော့ဂျယ်ရီလေးကိုချေတို့ကကင်ကြည့်တဲ့အခါမှာပျော့စီပျော့စီအီဂျီအီဂျီတွေဖြစ်နေဒါကတချေတို့အည်ပြရဲ့ထိတွေ့မှုရဲ့ကြောင်းရင်ပဲဖြစ်တယ်နော်အဲ့တော့ဂျယ်ရီနဲ့ တခြားလုံးမှာဆိုလို့ရှိရင်မတူညီတဲ့เนาะနှိုင်းရှင်မှုရှိတခြားလုံးကထိကြတဲ့အခါမှာမာတယ်ဂျယ်ရီကထိတိရတဲ့အခါမှာပျော့ပျော့ဤလေးဖြစ်တယ်။ကဲအဆိုရေနောက်တစ်ပုံဆက်ပြီးတော့ကြည့်ရအောင်။နောက်ပုံလေးကဘာပုံလေးလဲပြောကြည့်ပါဦး။ဟုတ်တယ်။ပီရန်ရဲ့ဒီဘက်မှာတော့ဒုတ်ချောင်းနေ။အဲ့တော့ဒုတ်ချောင်းလေးနဲ့ပီရန်လေးကဲတိုးနှစ်ခုအောင်ဘာဖြစ်မထင်။ပီရန်သိရမလား။တောက်ကိုကင်ကြည့်ဘူးလားပီရန်။ အဲဟုတ်တယ်ပေရန်ကိုင်းကြည့်ရင်တော့တချို့ဆိုအဲပေရန်ကိုင်းကိုင်းအားရပါကိုင်းပြီးတော့လိန်ချိုးတာရောရှိတယ်အဲပေရန်ဘာဖြစ်လို့ပြော့လို့ပေါ့ခုနတိသားကြောင်လိန်ချိုးလို့ရရဒီလိုကိုွေးတော့အောင်ချိုးကိုွေးလို့ရမရဘူးဒါပေမဲ့ပေရန်ကိုချိုးကိုွေးတော့အောင်ကိုွေးလို့ရရတာပေါ့အဲဆိုလို့ရှိရင်ဒုံချောင်းကြီးကဘာဖြစ်လို့လဲမာကြောနေတယ်ဟောပေရန်လေးကြောင်ဘာဖြစ်လဲပြော့နေတယ်ဒါသူတို့နှစ်ခုရဲ့နော် နှိုင်းရှင်မှုတွေပဲဖြစ်တယ်။ကဲနောက်ဆုံးပုံကြည့်ရအောင်။နောက်ဆုံးပုံလေးကဘာပုံဖြစ်ဖြစ်မယ်လို့ထင်လဲ။ပြောကြည့်ပါဦးဒီချက်။ရူတိလဲနောက်ဆုံးပုံလေးကခုနကတော့ဒီချက်ကတော့အပေါ်မှာရေခွက်နော်ရေခွက်ထဲမှာဆိုလို့ရှိရင်ပူလာရေအေးလာရေနော်ဒါအရေပြားအတိတယ်။ပြီးလို့ရှိရင်တကြားလုံးနော်မာလာရေပြော့လာရေနောက်ဆုံးတစ်ခုပေတယ် ပြော့ရနဲ့မာတာနဲ့ဟဲ့နောက်ဆုံးတပုံပဲကြံတော့တယ်ဘယ်လိုသိလဲဘာလေးဖြစ်မှာတည်းဟုတ်တယ်ဖန်ကော်လီလေးနဲ့ကြောက်ခဲနဲ့သူတို့နှစ်ခုကရောဘာဖြစ်မှာလို့ထင်ဟုတ်တယ်မျိုးဖန်ကော်လီလေးတွေ့ဘူးလားစော့ရောစော့ဘူးလားဟုတ်တယ်နော်ကော်လီတို့လေးဖြစ်တာသူ့ရဲ့ပြင်ပိုင်ကဘာဖြစ်နေချောနေတယ်ဟုတ်တယ်ဖန်ကော်လီလေးအဝိုင်းပုံစံဖြစ်ပြီးတော့လုံချောနေတယ် ကြောက်ခဲတော့ဟုတ်ကြည့်ပါဦးသူ့ရဲ့အပြင်ပါရဘာဖြစ်ကျန်းနေတယ်ဒါကဘယ်သူကတည်ရအရေးပြားကြောင့်တည်ရနော်ဟုတ်တယ်ဖန်ခေါ်လီလေးကချောမှုတ်ပြီးတော့ဖန်ခေါ်လီတုံးလေးရဲ့အပြစ်ဘက်ပိုင်းကကန်ကြည့်လိုက်တဲ့အခါမှာချောမှုတ်ပြီးတော့ကြောက်ခဲတော့မှဆိုလို့ရှင်တော့သူ့ရဲ့အပြင်ပိုင်းပိုင်းကိုကန်ကြည့်တဲ့အခါမှာကျန်းနန်းတာကိုဒီချေတို့ကခံစားရရနော်ဒါကြီးကတော့အရေးပြားနေစစ်ချေတို့နော်ထိတွေ့ပြီးတော့ အတူတာတွေနှိုင်းရှင်ပြီးတော့ခံစားရတဲ့အရာတွေဖြစ်တယ်။ကဲအဲ့ဆိုလို့ရှင်အခုဒီချေတို့ကလုပ်ငန်းသုံးလေးကိုလုပ်သွားတယ်။တောက်သမီးတို့နားလဲပါသလား။လုပ်ငန်းသုံးလေးကိုဒီချေနဲ့အတူလုပ်သွားတဲ့အခါမှာအော်အရေးပြားဆိုလို့ရှင်ထိတွေ့တဲ့အခါမှာနော်ပူတာအေးတာပျော့တာမာတာနော်ပြီးလို့ရှိရှိရှိသူရဲ့မျက်နှာပြင် ချောတာကျန်းတာအဲ့ဒါတွေကအရေးပြားအနေကြောင့်ချေတို့ကထိတွေ့ကြရလို့ရတာနော် ဒါအရေးပြားနဲ့ထိတွေ့ကြရင်ကတိတဲ့အရာဖြစ်တယ်။ကဲအဲ့ဆိုရင်လုပ်ငန်း၃လေးကိုတောက်သမီးကိုလုပ်နိုင်မယ်လို့ချေရထင်ပါတယ်။